စပင်အယောင်စေးဆိုးလို့ခေါင်းကပုံထက်ကပြထားတဲ့အတိုင်းဖြစ်သွားတဲ့တီတင်းကဒီနေ့၅လပိုင်း၁၂ရက်နေ့ထိုင်းနိုင်ငံဖဲမှာဖြစ်သွားခဲ့တဲ့ဖြစ်စဉ်ကတော့အသက်16နှစ်ကျောင်းသူလေးကစပင်ဆိုင်တဆိုင်မှာစပင်စေးသွားဆိုးကြတဲ့ဒါပေမဲ့ညီမလေးတို့ကဆိုင်ကစပင်ဆိုးဆေးကိုမတုံးမဲနဲ့ကိုယ်တိုင်အပြင်ကနေဝယ်လာပြီးဆိုင်ရှင်ကိုဆိုးခိုင်းခဲ့တဲ့ညီမလေးရရှင်တဲ့စပင်အယောင်က စပင်အရောင်အရင်ဖောက်ရတဲ့ချွတ်စေးအရင်တုံးရတဲ့ဒါကြောင့်ဆိုင်ရှင်လည်းပထမဦးဆုံးညီမလေးကိုစပင်ချွတ်စေးလှုပ်ပေးလိုက်တယ်။အဲ့ဒီနောက်ညီမလေးရရှင်တဲ့အရောင်ကိုစိုးပေးလိုက်တယ်။ဆိုင်ရှင်ကညီမလေးကိုဆိုးပေးတာမပြီးသေးဘူးညီမလေးကဥယျခွန်တွေအရန်ပူတယ်အရန်ဆက်တယ်လို့ပြောတယ်ဒါပေမဲ့ဆိုင်ရှင်ကခဏလေးတော့ထားပေးအောင်လို့ပြောတယ်ဒါပေမဲ့ညီမလေးဆက်တယ်ပြောတော့ဆိုင်ရှင်လည်းညီမလေးကိုခေါင်းလျှော်ပေးလိုက်တယ်တရှင်ညီမလေးအိမ်ပြန်ရောက်တော့ ညီမလေးရဲ့ခေါင်းကအဖူဖြစ်ပြီးအရေးကြီးတွေထွက်လာတယ်။အစပိုင်းအများကြီးမဖြစ်သေးဘူးတဲ့ရှင်။ဒါကြောင့်ညီမလေးကဆေးဆိုင်ကိုတွားပြီးဆေးတော့ဝယ်လိမ့်လိုက်တယ်။ဒါပေမဲ့အဲ့ဒီခေါင်းကအနာကမတက်တာလားဘူး။နည်းနည်းဖြစ်တာကနေထိတ်နဲ့အနောက်ကအများကြီးဖြစ်သွားတယ်။ဒါကြောင့်ညီမလေးရဲ့အမေကညီမလေးကိုစီအောင်ခေါ်သွားလိုက်ရတယ်တရှင်။ပြီးတော့အဲ့ဒီအနာနေရာမှာစပင်တွေကျုပ်ကုန်တယ်။ ဆရာဝန်တွေကြည်ပြီးတော့ဒဏ်ရာဖြစ်တဲ့နေရာကဥယျာဉ်ခွန်တွေကပျက်စီးကုန်ပြီးရိုးရိုးကုလို့မရတော့ဘူးခွဲစိတ်မှုလောက်ရမယ်တခြင်းပထမတကြိမ်ဆရာဝန်ခွဲစိတ်မှုလုပ်ပေးခဲ့တယ်ဒါပေမဲ့အနာကမပြောက်ဘူးမတက်တာဘူးဒါကြောင့်ဒီလာမယ့်နေ့မှာဆရာဝန်ကညီမလေးကိုထက်ပြီးခွဲစိတ်မှုလုပ်ပေးရမယ် ြီးတော့ခြေထောက်ကအရေခုံကိုယူပြီးအဲ့ဒီခေါင်းခေါင်းကတရားနေရာတွေမှာအစားထိုးပေးရမယ်တကယ်ညီမလေးကအရေသွေးတိတ်မရှိတဲ့စပင်ဆိုးဆေးကိုဝယ်သုံးတာလားဒါမှမဟုတ်အဲ့ဒီဆိုးဆေးတွေနဲ့ပဲမတဲ့တာလားဒါမှမဟုတ်မျိုးစလုံးလေးဖြစ်နေချေရှိရဲ့ရှင်ပြီးတော့ညီမလေးစေခမ်းမှာတော့ဝယ်သုံးခဲ့တဲ့ဈေးနဲ့လည်းညီမလေးနဲ့မတည့်လို့အညာအနာကပိုဆိုးသွားတာတဲ့ရှင်ညီမလေးတွားလုပ်ခဲ့တဲ့ စပင်ဆိုင်ရဲ့ဆန်ရှင်ပြောတာကတော့ညီမလေးကိုတိုင်က SD စပင်ဆိုးဆေးတွေဝယ်လာတာတခြားဆန်ရှင်ကလည်းညီမလေးတောင်းဆိုတဲ့တိုင်လို့ပေးုံပဲဒါပေမဲ့ညီမလေးအခုလိုမျိုးဖြစ်သွားတော့ဆန်ရှင်လည်းတောင်းဝင်ယူပေးမယ်လို့ပြောတဲ့စပင်အယောင်ခဏခဏဆိုတဲ့သူတွေတတိထားကြပါရှင်ညီမတိုင်မဆိုးဘူးလို့ရှင်တခါဆိုးပြင်၃လလောက်ခြားပြီးမှแค่ตะขาซูติเนี่ยตะชู่เสี่ยวหนุ่ยงุ่มเป็ดละก็ตะนิดนะขาแล้วเบซูติเนี่ยแล้วโมตะนิดตะขาแล้วเบซูติเนี่ยลูกပြောได้ ရွှေရင်အရင်တော့ကလည်းထိတ်ပြောင်ခဲ့ဖို့လေရှင်စပင်ဆိုင်တက်ဆိုင်မှာရွှေရင်စပင်အယောင်တော့ချွတ်တာချွတ်စေတော့တုံးတာအဲ့ဒါဆိုင်ရှင်လည်းလုတ်ပေးလိုက်တာအိမ်တန်ရောက်တော့လေရှင်ဒီထိတ်မှလေးစပင်အုံလိုက်ဖက်လာတယ်ပြီးတော့ဒီထိတ်မှစပင်မပေါက်တာ၄၅နှစ်လောက်ကြာလေရှင်ပြန်ပေါက်တာ၃လနှစ်လောက်ပဲရှိသေးတယ်အကြိုက်စပင်ပျောက်သွားတယ်ဒီမှန်းမှာအာဥယေခွန်နေအကုန်လုံးတွေးရတယ်ရှင် ဒီထိတ်မစပင်သမွေးမမကြံတော့အဲ့လိုမျိုးစပင်ဆေးဆိုးရတဲ့သူတွေတတိထားချက်ပေါ့နော်ရှင်ပြီးတော့ဝယ်တုံတဲ့တန်ဆိတ်တွေအမျိုးအစားတွေလည်းတေချာရွေးပြီးမှတုံးကြဆိုးကြပါရှင်